ကျမ်းမာတော်မူကြပါသခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဒီဇင်ဘာလ10ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လိုက်ပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကောင်းကတော့မုံရမြို့ပြည်တော်စုလမ်းမှာစစ်သားများလိုက်ပါလာတဲ့ကာနစီကိုပြစ်ခတ်တိုက်ခိုက်မှုစစ်ဘက်ရဲရလုံခြုံရေးဌာနမှ G2 ပုံမှုကြီးတင်ကိုနဲ့ ဟိုကြီးစုံမင်းဦးတို့အပါအဝင်စေဦးတေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရမြို့အတွင်းပြည်တော်စုလက်မပေါ်မှာအကြမ်းဖက်စစ်သားများလိုက်ပါလာတဲ့ကာနစီကိုပြစ်ခတ်တိုက်ခိုက်မှုစစ်ပက်ရေးရလုံခြုံရေးဌာနမှဂျီတူးဘုံမူကြီးတင်ကိုနဲ့ပိုကြီးစုံမင်းဦးအပါအဝင်စေဦးတေဆုံးခဲ့ကြောင်း Black Falcon အဖွဲ့မှတာဝန်ရှိသူတဦးကဆိုပါတယ်ဒီဇင်ဘာလ9ရက်နေ့ည7:00နာရီခန့်မှာမုံရွာမြို့နမခမစစ်ဘက်ရေးရလုံခြုံရေးဌာနမှ G2 ဗိုလ်မှူးကြီးတင်ကို စစ်တပ်တန်း49နဲ့မုံရော်မြို့တော်ခမ်းမမတုံးပွင့်ပူကြီးစိုးမင်းဦးနဲ့မုံရော်မြို့အမတ်၁ရေစကန်စစ်ကြောရေးအရာရှိတုံးပွင့်ပူကြီးတို့ဦးတို့လိုက်ပါလာတဲ့ကာနစီကိုမုံရော်မြို့ပြည်တော်စုလမ်းမကြီးပေါ်မှာတော်လိုင်းရေးတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်တိုက်ခိုက်မှုအတွင်းမှာ G2 ဗိုလ်မှူးကြီးတင်ကိုပူကြီးစိုးမင်းဦးနဲ့အမတ်၁ရေစကန်စစ်ကြောရေးအရာရှိတုံးပွင့်ပူကြီးတို့အပါအဝင်9ဦးသေဆုံးခဲ့ပြီးကာဒစီမီလောင်ပျက်စီးခဲ့ကြောင်း ရင်တိုက်ခိုက်မှုအတွင်ရှေ့ဆုံးကမှလိုက်ပါလာတဲ့ရင်မောင်းမောင်စုံနဲ့စစ်သားနှုတ်တာအသက်ရှင်ပြီးခြေတော်ဖြတ်တောက်ဒဏ်ရာနဲ့ဂုတ်ကိုရှက်မှန်သောစိုးရင်ဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရပါတယ်။ရင်တို့တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ဘိုးဘွားရိတ်သားဝိုင်းပတ်အနီးမှစစ်တပ်ကင်းနဲ့ပြည်တော်စုအင်းဖြတ်လန်းအနီးမှစစ်တပ်ကင်းဘုံများကနှစ်ဖက်ညက်ကပြန်လည်ဝိုင်းဝန်းပစ်ခတ်ပြီးတိုက်ပွဲဖြစ်ပွားရာနေရာကိုရေးပေါ်ကားတစ်စီးနဲ့စစ်ကူထွက်ခွာလာတဲ့အင်စီက28စီးတံပြားကာကာ10စီး ရေကားကြီးနှစ်စီး point ကား point 5ပါကားနှစ်စီးနမခမပါရာမော်တာဆက်တက်လေးဒီတစီးအပါအဝင်မအူပင်ကိန်းနဲ့တောရကြောင်းကိန်းမှာလက်နက်ကြီးပစ်ကူများကပေးကခုခံခဲ့ကြောင်းသိရှိရပါတယ်။ထို့နောက်တော်လိုင်းရေဘော်တွေကမုံရွာမြို့ရေဦးစံစံကိတ်ကိုလည်းထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား၃ဦးသေဆုံးခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရေဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ဒီတိုက်ခိုက်မှုမှာ G2 လိုက်ပါလာတဲ့ကားကမီးလောင်ပျက်စီးသွားတယ်။ တိတ်ဆုံးတာက G2 ဗိုလ်မှူးကြီးတင်ကိုသူကစစ်တပ်တန်46နဲ့ရှိပြီးစစ်ဘက်ရေးရလုံခြုံရေးဌာနမှုကဆက်တွေ့ရေးဆက်အခေါ်တောင်ကြီးလို့သိရပါတယ်။နောက်ပြီးမုံရွာမြို့တော်ခမ်းမကသုံးပွင့်ဘူဆွမင်းဦးနဲ့မုံရွာမြို့အမတ်တရေစကန်စစ်ကြောရေးအရာရှိသုံးပွင့်ဘူကြီးတကောင်အပါအဝင်စေဦးတိတ်ဆုံးပါတယ်။ကျွန်တော်တို့မုံရွာမြို့အတွင်းပြည်တော်စုလမ်းပေါ်ထိတက်ပြီးတက်ခိုက်ခဲ့တာပါ။ရဲဘော်တွေထိခိုက်မှုရှိစုခွာနိုင်ခဲ့ပါတယ်လို့ Black Falcon အဖွဲ့မှတာဝန်ရှိသူကရှင်းပြပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Black Falcon Democratic Local Coalition DLC BLDF စစ်တေတာနှင့် PLA 3 Star သွေးတောင်ကြီးကဒေါ်လာရေးတပ်ဖွဲ့ဗမတီဒေါ်လာရေးတပ်ဖွဲ့မွန်ယော Underground Force မိုဟင်း Defense Force Liga 3မွန်ယော Brother Attack Force နဲ့ Golden Eagle အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့ KNU ပို့ဟိုဌာနချုပ်ယုံနေမီကိုစစ်တပ်ကအသေးကန် drone ၆စီးနဲ့ ဘုံကျဲတက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ် KNU တပ်မခုနှစ်နေမြေ KNU ဗဟိုဌာနချုပ်နေမြေကိုအကြမ်းဖက်စစ်တပ်ကအသေးကန်ဒရုန်း6စီးနဲ့ဘုံကျဲတက်ခိုက်ခဲ့ကြောင်း KNU သတင်းရင်းမြစ်တွေကဆိုပါတယ်။ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မနက်2:30မိနစ်အချိန်မှစတင်ပြီးအကြမ်းဖက်စစ်တပ်က KNU ဗဟိုဌာနချုပ်နေမြေအတွင်းကိုအသေးကန်ဒရုန်းတွေနဲ့ဇက်တိုက်ဘုံကျဲတက်ခိုက်ခဲ့ပြီးလက်ရှိအချိန်ထိအထိခိုက်ရှိတယ်လို့မကြားရသေးကြောင်း KNU သတင်းရင်းမြစ်ကရှင်းပြပါတယ်။ မနက်နှစ်နာရီခွဲကစပြီးကာမီကာဇီဒရုန်းတွေနဲ့လာကျဲတာဒရုန်းကမိမပါဘူးအမောင်တဲမှာအနိုင်ပြန်လာတာဒုတိယဒဇင်းကမပေါက်ကွယ်ဘူးနောက်တော့၅ဆင်းမြောက်၆ဆင်းမြောက်တောက်လျှောက်လာတဲ့လူအထိကိုက်တော့မရှိဘူးလို့ KNU သတင်းရင်းမြစ်ကဆိုပါတယ်ယခုနှစ်ဇွန်လ17ရက်နေ့ည7နာရီဝန်းကျင်အချိန်ကလည်းစစ်ကောင်စီတပ်ကအသေးကန်ဒရုန်း9စီးနဲ့ KNU တပ်မှ9နဲ့မြေ KNU ဘူဌာနချုပ်ရုံအနီးကိုအသေးကန်ဒရုန်း9စီးနဲ့စစ်တပ်ကပြစ်ခတ်တိုက်ခတ်ခဲ့ကြောင်းအသေးကန်ဒရုန်း9စီးအနက်မှာ ငါးစီးပေါက်ကွဲခဲ့ပေမဲ့လူထိခိုက်မှုမရှိခဲ့ကြောင်းသိရှိရပါတယ်။ယခုနှစ်ဇန်နဝါရီလ31ရက်နေ့ကလည်း KNU ကရင်အမျိုးသားအစည်းအရုံးတက်မာခွနစ်နေမြေ KNU ဌာနချုပ်ရုံးကိုကာမီကာဆေအသေးခံ drone နှလုံးတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးအရသာတအုပ်ဒဏ်ရာရရှိခဲ့ပါတယ်။2024ခုနှစ်အောက်တိုဘာလ22ရက်နေ့မနက်09:00ဝန်းကျင်ချိန် KNU တမခွနဲ့နေမြေကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဘ ਹੁ ဌာနချုပ်ရှိရာနေရာကိုလည်း ကာမီကာဇီဒရုန်း၄စီးနဲ့ဘုံကျဲတက်ခိုက်ခဲ့ပါတယ်။ KNU ဘိုဌာနချုပ်ကိုစစ်တပ်ကဒရုန်းနဲ့ဘုံကျဲမှုမှာယခုအချိန်ဆိုရင်၄ချိန်မြောက်ဖြစ်ပြီးယခုနှစ်ဇန်နဝါရီလဇွန်လနဲ့2024ခုနှစ်အောက်တိုဘာလအတွင်းကလည်း၃ချိန်အသေးခံဒရုန်းနဲ့ဘုံကျဲတက်ခိုက်ခဲ့ပူပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ DKPA 26ဦးစီးချုပ်စောရွှေဝါရဲ့တာကြီးရုတ်တရက်အုံနောက်သွေးကြောပြက်၍ကွယ်လွန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် ဒီမိုကရေစီအချို့ပြုကရင်တက်မတော် DKP ဒုစစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးစောရွှေဝါရဲ့တာအကြီးဆုံးဖြစ်သူစောပါစုကအသက်28နှစ်ဟာဒီဇင်ဘာလ10ရက်နေ့မွန်လွယ်တနအိခွဲဝင်းကျင်အချိန်ကမဲဆောက်မြို့မှာရုတ်တရက်အုံနောက်သွေးကြောပြတ်ထွက်ဝေဒနာနဲ့ကွယ်လွန်သွားကြောင်းသိရှိရပါတယ်။ DKP ရဲ့ဘ ਹੁ တက်မဟာလုံခြုံရေးတမှုဒုတိယဘုံမှုကြီးအဆင့်ရှိတဲ့စောပါစုကမှယမန်နေ့ကခေါင်းကိုက်ဝေဒနာရုတ်တရက်ပြင်းထန်လာမှုကြောင့်သူ့ရဲ့မိသားစုဝင်တွေကစေကံမှာတဆင့် မင်းဆောက်စေယုံကြီးကိုလွှဲပြောင်းပို့ဆောင်ဇင်မာကွယ်လွန်ခဲ့ခြင်းဖြစ်တယ်လို့ဖခင်ဖြစ်သူဆောရှေဝါကပြောပါတယ်။အစကနေမကောင်းဖြစ်တော့စီကန်းကိုပြေးတာစီကန်းကလည်းအချီနေမဟန်ဘူးစေယုံပို့ရမယ်ဆိုလို့အရေးပေါ်ကခေါ်လိုက်တယ်။အရေးပေါ်ကနဲ့တင်ကနီမှာပဲနားရဲကသွေးတွေပါတွေထွက်လာပြီးအချင်းလွန်သွားတယ်လို့ပြောရမှာပေါ့လို့ဆောရှေဝါက KNC ကိုပြောပါတယ်။ ဆော့ဘာဆူကီရဲ့ရုပ်အလောင်းကိုလက်တလော့၎င်းရဲ့နေအိမ်မှာထားရှိပြီးလာမယ့်ဒီဇင်ဘာလ17ရက်နေ့နေ့လယ်ပိုင်းမှာရေဝေးတုတ်တံကိုပို့ဆောင်တကြိုမှာဖြစ်တယ်လို့လဲနိဇတ်သူကဆိုပါတယ်။ဆော့ရှီဝါရဲ့တာတုံယောက်အနက်အကြီးဆုံးတာဖြစ်သူဆော့ဘာဆူကီမှာအသက်ရှိစဉ်ကတည်းကသွေးတိုးယောဂအခန့်ရှိသူ ဖြစ်ပါတယ်။၎င်းကွယ်လွန်ချိန်မှာဇနီးဖြစ်သူနဲ့အသက်70နှစ်ဝန်းကျင်အရွယ်တမိမင်းကလေးတဦးကြံရစ်ခဲ့ပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတာကတော့အတန်တိတ်တပိတ်ကိုဖြည့်ဆည်းဖို့ နဒေါ်လာအတွင်းမှာကထင်ခင်းရမယ်လို့စေအုပ်စုညွှန်ကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အတန်တိတ်တပိတ် Silent Strike ပြုလုပ်မဲ့ဒီဇင်ဘာလ10ရက်နေ့မှာစကိုင်းမျိုးကလမ်းမတွေမှာလူစီကောက်အောင်စေအုပ်စုကနဒေါ်လာအတွင်းမှာပင်ကထင်ပွဲတွေကျင်းပခိုင်းနေပြီးပရိဒါပင်တွေပါလှည့်လည်ပြတာဖို့လှုံ့ဆော်ခိုင်းနေတယ်လို့ဒေသခံတွေစီကနေသိရှိရပါတယ်။နိုင်ငံတကာလူအခွင့်အရေးဖြစ်တဲ့ဒီဇင်ဘာလ10ရက်နေ့မှာတော်လိုင်းအင်အားစုတွေကစစ်အာဏာသိမ်းပြီးနောက် ငါးချိန်မြောက်အဖြစ်နိုင်ငံတဝန်းအတန်တိတ်တပိတ်လှုပ်ဆောင်ဖို့တိုက်တွန်းမှုတွေရှိနေချိန်မှာစီအိုစုကလမ်းမတွေအထက်လူစီကားစီဖို့စကိုင်းမြို့မှာစူပေါင်းပုတ်ကတိန်ကျင်းပဖို့ပြင်ရက်ကွက်အုပ်ချုပ်ရင်းမှုတွေကနေတဆင့်ငလင်အတွက်ထောက်ပံ့ကြေးပေးအပ်ပွဲကိုလာရောက်ဖို့အကြောင်းကြားဖြန့်ဝေမှုတွေလှုပ်ဆောင်နေတယ်လို့သိရှိရပါတယ်။စက္ကမညံများတဲ့နေရာစုံအိုးဝေတွေကိုပရိဒါပင်တီအလူလှုပ်ခိုင်းထားတယ်။ကတိန်ခင်းခိုင်းတယ်လမ်းပိပရိဒါပင်ပါတီကြတယ်။ ရုပ်ရှင်ယုံတော်ရောစူအောင်အတန်ချစ်ဆက်တွေလည်းဖွင့်ထားပြီးပြင်ဆင်နေပြီးဖီအာပေးပြီးမြို့ပေါ်မှာလူစီအောင်လှုပ်တော့လို့စကိုင်းမျိုးကန်တူကပြောပါတယ်စေအုပ်စုကအဲ့ဒီစူပေါင်းဘုံကတိန်အတွက်ပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့ကစတင်ပြီးအိုးဝေအသင်းတွေစိုက်ကယ်ကယ်ရီသမားတွေကိုနေရာစုံပရိသတ်ပင်အတွက်ဖီအာပေးအလှခံမှုတွေစတင်ခဲ့ပြီးဒီဇင်ဘာလ9ရက်နေ့မှာအတန်ချစ်ဆက်တွေဖွင့်ကစူပေါင်းဘုံကတိန်အတွက်ပြင်ဆင်လှုပ်ဆောင်နေတာတွေရှိတယ်လို့သိရှိရပါတယ် အရင်ရက်တွေကသဘောမပေါက်သေးဘူးအခုမှမြို့မဆေးရှိစိုက်ကဲကယ်ရီတွေရောရုပ်ရှင်ယုံတောက်အိုးဝေတွေရောနေရစုံတပြိုင်တည်းလုံးမှသဘောပေါက်လို့ထောက်ကြည့်မှသိရတာဒီနေ့ဆိုစိုက်ကဲကယ်ရီတွေကထိန်ပါလုံနေပြီမြို့မဆေးရှိမလို့အစူပါဒေတာခန်ကဆက်ပြောပါတယ်ကထိန်ပွဲတော်ကိုရာသီမရွေးခင်းလိုတိုင်းခင်းကျင်းလို့မရပဲကထိန်ပွဲတော်ကိုတရင်ကျွလှပြကျော်တရက်နေ့မှဒဇောင်မုံလှပြနေအထိတာခင်းကျင်းကြရပြီဝါရင်း၃လပတ်လုံးဝါကျူးမပြတ်ပဲ ပဝရဏပြုတ်တဲ့ရဟန်းရှိရာကြောင်းတိုက်တွင်မှခင်းကျင်းလှူဒန်းကြရတာဖြစ်ပါတယ်။အကယ်၍ကထိန်အလူရှင်ကအန္တရာယ်တစုံတရာကြောင့်ကထိန်ကာလမှာမခင်းကျင်းနိုင်ဘဲကထိန်ကာလအလွန်မှတာလှူဒန်းပါကလည်းကထိန်အကျိုးအာနိသင်ရရှိနိုင်တယ်လို့သိရှိရပါတယ်။စကိုင်းမြို့မှာစစ်အုပ်စုရဲ့ဖိအားပေးကထိန်ကျင်းပခိုင်းနာနဲ့ပတ်သက်ပြီးဆရာတော်တပါးကလုတ်တဲ့လုတ်ရက်ကတခုခုကိုဖုံးကွယ်ဖို့အခုလိုလူတူးကမတရားမှုအတွက်အတန်တိတ်တပိတ်ပြုတ်လုတာကိုဖုံးကွယ်ဖို့အခုလိုလုတ်တာဆိုရင်တော့ကထိန်ပြုတ်လုတာက ရည်ရွယ်ချက်ကောင်းမဟုတ်ဘူးလို့မိန်ကြပါတယ်။စေအိုစုဟာမြို့ပေါ်လူစီကားစီဖို့အတွက်စူပေါင်းဘုံကတင်အတွက် PR ပေးတာတွေရှိနေတယ်လို့သူတို့ရဲ့လက်အောက်ကအုပ်ချုပ်ရေးမှုတွေကနေတဆင့်သခိုင်းငလင်တင့်ပြည်သူတွေအတွက်ဒီဇင်ဘာလ10ရက်နေ့မှာထောက်ပံ့ကြေးပေးဖို့အတွက်အတိပေးနေတာတွေရှိတယ်လို့သိရှိရပါတယ်။မနေ့ပြန်ရက်ကွက်တွေမှာငလင်ပေးထောက်ပံ့မယ်ဆိုပြီးမြို့ပေါ်ကရက်ကွက်အုပ်ချုပ်ရေးမှုရုံးတွေနဲ့သူတို့ volunteer တွေကတည်င်းလွှင့်နေတာရှိတယ်လို့နောက်ထပ်မြို့ကန်ဒေတာခန်တူကပြောပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ6ရက်နေ့ကလည်းစစ်တပ်ရဲ့ကြောထောက်နောက်ခံပါတီတစ်ခုဖြစ်တဲ့ကြန့်ခိုင်းရေးပါတီကိုယ်စားလှယ်ဦးတပ်ပုံကလည်းအခုလိုငလင်ပေးထောက်ပံ့ပေးမယ်ဆိုပြီးမြို့ပေါ်ရက်ကွက်တွေကဒေသခံတွေကိုလိန်လေခေါ်ယူပြီးမဲဆွေစည်းရုံးတာတွေလည်းရှိခဲ့ပါတယ်။တော်လိုင်းအင်အားစုတွေအနေနဲ့တပိတ်ကော်မတီတွေကစစ်အုပ်စုရဲ့အတုရောက်ရွေးကောက်ပွဲမှာပြည်သူတွေအနေနဲ့မပါဝင်ကြဖို့နဲ့မနက်ဖြန်ကြားရောက်မဲ့ဒီဇင်ဘာလ10ရက်နေ့လူခွန်ရည်နေ့မှာပဲပြည်လွန်းကျွအတန်တိတ်တပိတ်မှာပူပေါင်းပါဝင်ကြဖို့ စကိုင်းမုံရမန္တလေးရန်ကုန်စတဲ့မြို့ကြီးတွေမှာပါမနက်9:00နာရီကနေည9:00နာရီထိအပြင်းမထွက်ကြဖို့တိုက်တွန်းလှုံ့ဆော်နေကြပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ချောင်းဦးကိုစီးကုသွားတဲ့ LPDF ကောင်းဆောင်နဲ့မိသားစုဝင်တွေအပါလေးဦးဖမ်းဆီးခံရကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်ကိုစစ်ကူသွားတဲ့မြင်းကျံမြို့နယ်အခြေစိုက် LPDF အဖွဲ့ကောင်းဆောင်နဲ့မိသားစုဝင်တွေအပါလေးဦးဖမ်းဆီးခံရရတယ်လို့ ဖဆီခံရတဲ့တပ်ဖွဲ့နဲ့နှိစက်တူတူထံကနေသိရှိရပါတယ်။ဖဆီခံရသူတွေဟာမြင်းကြံမျိုးနဲ့အတွင်စီးရေလှူရှားနေတဲ့ဒေါင်းနီ LPDF တပ်ဖွဲ့ကအဖွဲ့ခေါင်းဆောင်ကိုသာချောနဲ့ဇနီးတမတ်ဖြစ်သူနဲ့မျိုးသားတအူလိုဖြစ်ပြီးဒီဇင်ဘာလ3ရက်နေ့နေ့လယ်ပိုင်းမှာချောင်းမျိုးပေါ်စေကူတာတွားရကနေချောင်းပခုတ်ကိုလမ်းကွေးနေရာမှာဖမ်းဆီးခံလိုက်ရတယ်လို့ဆိုပါတယ်။ကောင်လေးကကာမောင်တာကောင်လေးကလည်းအဲ့ဒီနေသားပဲကိုသာချောတမိနဲ့ရထားတာ လန်ချွမ်းပေမဲ့စစ်ခွေးနဲ့တိုးပြီးဖမ်းမိတာဖြစ်နိုင်တယ်လို့ဖန်စီခန့်အဖွဲ့နဲ့နီးစပ်သူတို့ကမြေလက်အတန်းကိုပြောပါတယ်။တောင်းနီအဖွဲ့ကောင်းဆောင်ကိုတာချောင်းမှာစိုက်ကဲတိမ်မောက်ဒဏ်ရာတွေရရှိထားတာကြောင့်ချောင်းဦးမျိုးပေါ်ကိုစစ်ကူတာဖို့တောရောက်စဉ်ဖန်စီခန့်ရတာဖြစ်ပြီး၎င်းတို့လေးဦးကိုကနအူးမှာချောင်းဦးမျိုးရေစကန်မှာချုပ်နှောင်ထားတယ်လို့စုံစမ်းသိရှိရကဒီဇင်ဘာလ၄ရက်နေ့မှာတော့မုံရနာမခတ်ကနေလာရောက်ခေါ်ဆောင်သွားတယ်လို့သိရှိရပါတယ်။တပ်ဖွဲ့ကောင်းဆောင်ဖန်စီခန့်လိုက်ရတာကြောင့် ်ကြံတက်ဖွဲ့ဝင်တွေနဲ့စခန်းတွေလုံခြုံရေးအတွက်လိုအပ်တာတွေလှုပ်ဆောင်ထားပြီးဖြစ်တယ်လို့သူကဆိုပါတယ်စစ်ကော်မရှင်ကိုထောက်ခံရေးသားနေတဲ့ Telegram Channel တွေမှာတော့ Downy LPDF အဖွဲ့ခေါင်းဆောင်ပါလေးဦးကိုကာဒစီလက်နက်ခဲယံတချို့နဲ့ဆက်ဆက်ပစ္စည်းတွေကိုဖမ်းမိထားတယ်လို့ဖော်ပြထားကြပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ပြည်လွန်းကျွတ်အတန်တိတ်တပိတ်မှာပြည်သူများပါဝင်ရေးဥဆောင်လှုပ်ရှားသူဒေါက်တာတေဇာဆန်းကိုနန်းလင်းကိုခန့်ဝေဖြူကိုထက်မြက်အောင်မမေချီ မရှွန်းအပါအဝင်စန္ဒပြသူစစ်ဦးကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ရှက်ဟန်တားမှုကာကွယ်ဥပဒေနဲ့အမှုဖွင့်လိုက်ပြီးဒေါက်တာတေဇာစန်းကိုဖမ်းဆီးရရှိရင်ငွေကြေးသိန်း300နဲ့တဆင့်တူရာတူပေးမယ်လို့စစ်ကော်မရှင်ကလက်အောက်ငွေသားတွေကိုမတ်လုံးပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့ပြုလုပ်မယ်ပြည်လုံးကျအတန်တိတ်တပိတ်မှာပြည်သူများပါဝင်ရေးဦးဆောင်လှူရှားသူဒေါက်တာတေဇာစန်းကိုနန်းလင်းကိုခန့်ဝေဖြူကိုထက်မြအောင်မမေချီ မရှုံးအပါဝင်စန္ဒပြသူစေဦးကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်ဟန်တားမှုကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်လိုက်ကြောင်းစစ်တပ်ကဒီကနေ့မှသတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ3ရက်နေ့မနက်6:15မိနစ်ချိန်မန္တလေးတိုင်းချင်းအီတာဇန်မြို့နယ်မှာဒေါက်တာတီဇာဆန်းကိုနန်းလင်းကိုခန့်ဝေပြိုးကိုထက်မြအောင်မမေချီခေါ်ချီချီမရှုံးခေါ်ရှွန်းရှွန်းနဲ့အမျိုးသားလေးဦးစုစုပေါင်းစေဦးကရွေးကောက်ပွဲကိုစန့်ကျင်ရေးဆန္ဒပြခဲ့ကြောင်းထို့ကြောင့်ဒေါက်တာတီဇာဆန်းအပါအဝင်ဆန္ဒပြသူစေဦးကို ဒီဇင်ဘာလ3ရက်နေ့ချင်းအီတာဆန်မြို့နယ်အမတ်ချောက်နေမီရဲစခန်းမှာရွေးကောက်ပွဲနှောက်ယှက်ဟန်တားမှုကာကွယ်ရေးဥပဒေပုံမှန်23ခါကွေးနဲ့အမှုဖွင့်ထားကြောင်းစစ်တကဆိုပါတယ်ရွေးကောက်ပွဲနှောက်ယှက်ဟန်တားမှုကာကွယ်ရေးဥပဒေပုံမှန်23ခါကွေးမှာရွေးကောက်ပွဲကိုပြက်ပြားစေရန်လူစုလူဝေးနဲ့ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ပြီးပြည်မှုထင်ရှားရင်ထောင်ဒဏ်အနည်းဆုံး9နှစ်မှအများဆုံး10နှစ်အထိချမှတ်နိုင်ရန်စစ်တကပြဋ္ဌာန်းထားတဲ့ပုံမှန်ဖြစ်ပါတယ် ရင်ပြင်စစ်ကော်မရှင်ကစစ်တပ်ရဲ့ပြူစောထီးနဲ့ပြည်သူစစ်တွေကိုဒေါက်တာတေဇာစန်းကိုမိအောင်ဖမ်းဆီးပေးနိုင်ပါကလူပုဂ္ဂိုလ်တဦးချင်းစီအတွက်ငွေကျပ်သိန်း300နဲ့တာဝန်ယူထားတဲ့သက်ဆိုင်ရာအဖွဲ့အစည်းမှာတဆင့်တူရာထူးတူပေးမယ်လို့မတ်လုံးပေးထားကြောင်းစစ်တပ်သတင်းရင်းမြစ်တွေကဆိုပါတယ်။မက်ဒလီနဲ့အမရပူရာမြို့နယ်တို့မှာဒေါက်တာတေဇာစန်းကိုဖမ်းဆီးရရှိရေးသတင်းပေးနိုင်ပါကငွေကျပ်သိန်း200ကို ငွေသားချက်ချင်းချင့်မြဲပေးမှာဖြစ်ကြောင်းစစ်တပ်ကပြည်သူတွေကိုလိုက်လံစည်းရုံးနေကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ